လူမျိုးတို့၏ယဉ်ကျေးမှုတင်ကြတာကိုအနိုင်မဲ့တန်ဖိုးဖြစ်ဟောပြဝတ်ဆင်ထားခြင်းဖြစ်ပါရွှေဟင်းသာထီလေးရွှေဟင်းသာဝတ်ဆောင်ကကြတော့ရွှေဟင်းသာထီကိုရွှေဘူးနှဲ့အလှလေးနဲ့ပုံဖော်ပြီးဖြစ်ခဲ့ပါတယ်ရှင်။ဒီရွှေဟင်းသာကြွယ်လေးတွေကိုလည်းဒီဝတ်ဆောင်နဲ့လိုက်ဖက်တည်တဲ့အောင်အမတို့ကဆင်မြန်းပြီးဖြစ်ခဲ့ပါတယ်ရှင်။ဒါအမရဲ့ကိုပိုင်းစိတ်ကူးစိတ်တန်းကြွယ်လေးဖြစ်ပါတယ်ရှင်။ တို့မူပြီးနေအတွက်ပေါ့နော်ဒါပထမဦးဆုံးရရှိတဲ့ဝတ်ဆောင်စုဖြစ်တဲ့အတွက်အရန်လေကုံယူရပါတယ်မငေးရအောင်မင်္ဂလာပါရှင်အမကကြတော့ MT Moon ရရအထယ်လေးချင်းကြီးရဲ့ဖောင်တာဒေါ်မိုးစပေးလိုင်းဖြစ်ပါတယ်ရှင် ဘလို့စိတ်ကူးစိတ်တမ်းမျိုးနဲ့စပြီးတော့ဖန်တီးဖြစ်ခဲ့လဲဆိုတော့အမတို့ MT မွန်ရိုးရအထယ်လေးဖြန့်ချီရေးရနှစ်စဉ်နှစ်တိုင်း MT မွန်ရိုးရနဲ့ပတ်သက်တဲ့ခြေတယ်လေးတွေပွက်တက်မွန်အစဉ်လေးတွေဒီလိုအစီအစီလေးတွေကိုနှစ်တိုင်းအမတို့ကဖန်တီးပေးဖြစ်ခဲ့တယ်။နောက်နှစ်တိုင်းအသစ်စံလေးတွေမှာတို့ဖန်တီးပြဖြစ်ခဲ့တယ်။ဒီနှစ်မှာကကြတော့အမကရွှေဟင်းသာထီလေးကိုစိတ်ကူးမယ်စိတ်ကူးဖန်တီးမယ်ဆိုပြီးတော့အမတို့စပြီးတော့စိတ်ကူးတဲ့နှစ်မှာညီမလေးမြတ်ဝူရည်တင်းကနော်2025 Miss Universe မူရုံကိုပြိုင်တဲ့နှစ်နဲ့သွားပြီးဆုံးတယ် မြမလေးမျက်ဝှေ့ရည်တင်ကကြတော့အမတို့ MT ရဲ့ photo model လေးတူလေးဖြစ်တယ်ဒီတော့သူ့အတွက်ဒီဝတ်စုံလေးကသူ့အတွက်အမတို့ကသူ့ကိုယ်တိုင်လေးနဲ့ဖန်တီးပေးဖြစ်ခဲ့တယ်ပေါ့နော်ရွှေဟင်းသာထီလေးရွှေဟင်းသာဝတ်စုံကကြတော့ဒါအမတို့ MT ကထုတ်တော့เนาะထုတ်ထားပေးတဲ့ရွှေဟင်းသာရိုးရဂုံပဝါလေးအခြေခံပြီးတော့အမတို့ကရွှေဟင်းသာထီကို ရွှေဘူးနှွင့်အလှလေးနဲ့ပုံဖော်ပေးဖြစ်ခဲ့ပါတယ်ရှင်ရွှေဝါရောင်ရွှေခင်းသာမလေးဝတ်စုံလေးဒီ 就要那个美 ခင်မင်းမြန်တို့ကိုပေါင်းဆက်ကောင်းဇွဲလေးကိုဘလူစင်မြိုင်းဖြစ်ခဲ့လဲဆိုတော့အမကဒီဇွဲလေးတွေကိုရွှေဟင်းသာပုံနဲ့အမြဲတမ်းပုံဖော်ပေးခဲ့တယ်ပေါ့နော်ဇွဲ app by nt ကအမတို့ထုတ်ဖေးခဲ့တယ်ဒီရွှေဟင်းသာဇွဲလေးတွေကိုလည်းဒီဝတ်စုံနဲ့ live ဖက်တည်တဲ့အောင်ညီမလေးနဲ့လည်းပို့ပြီးတော့တည်တဲ့အောင်ပေါ့နော်အမတို့ကစင်မြန်းပေးဖြစ်ခဲ့ပါတယ်ရှင်ဒါအမရဲ့ကိုပိုင်းစိတ်ကူးစိတ်တန်းဇွဲလေးဖြစ်ပါတယ်ရှင်အမတို့ mt မွန်ရိုးရအထည်လေးဖြင်းချီရကြတော့နော်အော်ချီတယ်လေးတွေပဲဖြစ်ဖြစ်ပွဲတက်မွန်အစင်လေးတွေပဲဖြစ်ဖြစ် ြစ်အမြဲတမ်းအမနာမည်ပေးပစ်ခဲ့တယ်ဥမာဆိုရင်ဒါဆိုရင်အမတို့ရဲ့ရိုးရဂုံပဝါဥမာဆိုရင်ဒါဆိုအမဝတ်ထားတာကော်တွန်ကွင်းမွန်အစင်နော်ပြီးရင်အိန္ဒြေမွန်ရိုးရဂုံရိုးရမယ်အများကြီးပေးပစ်ခဲ့တယ်နာမည်လေးတွေဝတ်စုံတိုင်းဝတ်စုံတိုင်းနှစ်တိုင်းနှစ်တိုင်းမှာနာမည်လေးတွေအမတို့အဲ့လိုမျိုးဝတ်စုံတစ်စုံထွက်ရင်နာမည်လေးတစ်ခုဒီဝတ်စုံလေးရလဲအဲ့ဒီအတိုင်းပဲညီမရဲ့မြေဝွေရည်တင်ရဲ့ဟိုသူကကြက်တိရှိတဲ့အလှနဲ့ပေါင်းပြီးတော့ဟင်းသာဝတ်စုံလေးတွေကိုဟင်းသာမယ်လို့ရွှေဟင်းသာမယ်လို့မှနာမည်ပေးပစ်ခဲ့ပါတယ်ရှင် ဆူရရှိခဲ့တော့အမကပီတိလည်းဖြစ်တယ်ဂုံလည်းယူတယ်ဒီဝတ်စုံနေရှင်နယ်ဝတ်စုံစုကကြတော့အမတို့မူပြည်နယ်အတွက်ပေါ့နော်ဒါပထမဦးဆုံးရရှိတဲ့ဝတ်စုံစုဖြစ်တဲ့အတွက်အရန်လေဂုံယူရပါတယ်ပြီးတော့နော်ဒီဝတ်စုံစုကိုရွေးချယ်ပေးခဲ့တဲ့လူကြီးမင်းများအားလုံးလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်စင်ပေါ်မှာနော်အင်ဂျီရရလေးနဲ့အကောင်းဆုံးတရုတ်ပြပုံဖော်ပေးနိုင်ခဲ့တဲ့ညီမလေးမြတ်ဝရီတင်ကိုလည်းအမကကျေးဇူးအထူးတင်ရှိပါတယ်ပြီးတော့ဝတ်စုံကိုအမလူချင်တဲ့စိတ်ကူအတိုင်းဝတ်စုံလေးကိုအဖက်ဖက်ကနေကူညီပတ်ပို့ခဲ့ကြတော့ MD team အကို ူများညီမများအားလုံးလည်းမကျေးဇူးအထူးတင်ရှိပါရရှင်ပီတိလည်းဖြစ်တဲ့အကုန်လေးယူပါရရှင်အော်မောင်ရဒုရီယာနဲ့ပတ်သက်ပြီးကနေဖုတ်ပြတဲ့အကြောင်းကိုကျွန်တော်ပြောပြပါအောင်ဟုတ်ကဲ့ပါရှင်အာရိုးရသူရိယာကိုမျက်နှာတံမိုးထားတဲ့စိတ်တစ်ခုတည်းနဲ့အမနဲ့အမအမျိုးသားကနော်ဒီရိုးရတင်နန်းလေးကိုဖွင့်ပြခဲ့ပါတယ်ရှင်ညီတူမဆိုးအခမဲ့တင် जा တက်ရောက်နိုင်တဲ့တင်နန်းလေးဖြစ်ပါတယ်ရှင် မတို့ MD မွန်ရွာထဲလေးဖြင့်ချီရေးကကိုစလေဆိုင်ခွဲပေါင်း20ကျော်ရှိတယ်ဖြင့်ချီရေးဆိုင်ရန်ကြတော့အမအခုရောက်ရှိနေတော့တောင်ဥက္ကလာ နော်တောင်ဩကလာပြမစုလမ်းမှာဒီဇိုင်းရန်ကုန်မှာဆိုရင်တောင်ဩကလာမှာဒီဇိုင်းပြီးတော့ဗဟန်းရေတာရှိလမ်းတစ်ဒီမှာဒီဇိုင်းနော်မော်လမြိုင်မှာကကြတော့အိုရှင်ကားထွက်ပေါက်ဘေးကရက်တိုက်ခမ်းမှာဒီဇိုင်းမော်လမြိုင်ဈေးကြီးမှာပြီးတော့မူးရုံမြို့နယ်မှာဒီဇိုင်းပြီးတော့ပင်ရင်းကကြတော့တန်ဖြူစရမြို့မှာဖြစ်ပါတယ်ရှင် MT မွန်ရွရအထယ်လေးဖြင်းချီရေးရဲ့တက်တန်ကစေနှစ်ပြည့်ပါပြီရှင်အမတို့ MT မွန်ရွရအထယ်လေးဖြင်းချီရေးမှာမွန်ရွရနဲ့ပတ်သက်တဲ့ခြိတယ်လေးတွေခြိတယ်လေးတွေဆိုရင်တဘာဝစိုးစည်းခြိတယ်လေးတွေကစအကုန်ရှိပါတယ်မွန်ရွရခြိတယ်လေးတွေ ီတဘာဝစူးစေးချီတယ်လေးတွေပွက်တက်မွန်အစဉ်ဆိုလဲပွက်တက်မွန်အစဉ်ရှင်ပြုမင်္ဂလာကအစအစီအစီအစားစားရှိပါတယ်ပြီးတော့မွန်ရိုးရာနဲ့ပတ်သက်တဲ့မွန်ရိုးရာမင်္ဂလာဝတ်စုံတွေလည်းငားရမ်းရောင်းချတာတွေလည်းရှိပါတယ်ရှင်အမတို့ MT မွန်ရိုးရာအထည်လေးဖြင်းချီရရဆိုရင်ချီတယ်တွေလေးလည်းကြိုက်ကြတယ်ပွက်တက်လေးတွေလည်းကြိုက်ကြတယ်ဒါပေမဲ့ချီတယ်တွေမှာဆိုရင်အခုအမဝတ်ထားတော့ကော်တွန်ကွင်းချီတယ်နဲ့နော် MT ရဲ့မြစ်တာမွန်အထူးထုတ်ချီတယ်ဆိုပြီးတော့အချီတယ်နှစ်မျိုးက customer များအကြိုက်ဆုံးတွေမှာအယောင်ရဆုံး trend ဖြစ်စုံတွေမှာပါပါတယ်ရှင် င်ဆက်လက်ပြီးတော့အမတို့ anti-moon ရိုးရအထည်လေးဖြင်းကြည့်ရရနေ moon ရိုးရနဲ့ပတ်သက်တဲ့ခြေလေးတွေပွက်တက်မှုအစင်လေးတွေဒီလို accessory လေးတွေကိုလည်းအမြဲတမ်းထုတ်လုပ်ဖြန့်ချိပေးသွားအောင်မှာမို့အမရဲ့ anti-moon ရိုးရအထည်လေးဖြင်းကြည့်ရေးဆိုင်ကိုနော်အလေတစ်ခေါက်အရောက်လာပါတော့အမကနှွေးထွေးစွာဖိတ်ကောက်အပ္ပအီရှင့်ကျေးဇူးတင်ပါတယ်တန်ကွင်နဲ့အောင်